မင်္ဂလာပါရှင်ရှင်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းကြောင်းမှာကတော့မြန်မာသီရိလင်္ကာနှစ်နိုင်ငံလေတဲ့ချင်းတွေ့ဆုံဆွေးနွေးမှုပထမကြိမ်ပြုလုပ်တဲ့သတင်းဖြစ်ပါတယ်မြန်မာသီရိလင်္ကာနှစ်နိုင်ငံလေတဲ့ချင်းပထမကြိမ်တွေ့ဆုံဆွေးနွေးပွဲ First Myanmar Air Force Sri Lanka Air Force STF တော်ကိုမြန်မာနိုင်ငံကအင်ရှင်ဖြစ်လက်ခံ၍အောက်တိုဘာ14ရက်နေ့နံပိုင်းကရန်ကုန်မြို့ရှိ Chandrian Hotel မှာပြုလုပ်ကြောင်းအစိုးရသတင်းများကအောက်တိုဘာ18ရက်ဖော်ပြထားမှုရသိရပါတယ်။အဆိုပါတွေ့ဆုံမဲ့သူတက်မတော်လေးမှဒုတိယစစ်ဦးစီးအရာရှိချုပ်လေးဆက်မှုလက်မှုဗိုလ်ချုပ်မြို့အောင်လက်ဦးဆောင်သောကိုယ်စားလှယ်ဖွဲ့ဝင်များတိရိလင်ကားလီတန်းမှာ Air Force Marshal SDGM စေတဘာဦးဆောင်သောကိုယ်စားလှယ်ဖွဲ့ဝင်များနဲ့တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲတွင်နှစ်နိုင်ငံလေးတက်များကြားချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများပုံမှန်မြင့်တင်နိုင်ရန်လေ့ကျင့်ရေးပညာရေးနှင့်အားကစားကဏ္ဍများတွင် အပြန်အလှန်ထိတွေ့ဆက်ဆံရေးဆောင်ရွက်နိုင်ရန်တို့ကိုဆွေးနွေးကြပြီးအစီအွေဆုံးဖြတ်ချက်များကိုအတည်ပြုလက်မှတ်ရေးထိုးကြရလို့သိရပါပါတယ်ရှင်။